နိုင်ငံသားအနုပညာရှင်တွေနဲ့ရုပ်ချင်းစင်ကြတဲ့မြန်မာအနုပညာရှင်များ ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒင်ကန်ရှိုးပေ့ချ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ပရိသတ်များရှင်ဒီကဘာကြီးပေါ်မှာနမေတူမရှာလူတူမရှာဆိုတဲ့ဇာတ်ကားအတိုင်းသွေးသားတော်ဆက်မှုမရှိကြပေမယ့်လည်းရုပ်ချင်းစင်တူနေကြတဲ့သူတွေလည်းရှိတတ်ကြပါရစေ။အနုပညာရှင်တွေထဲမှာလည်းအချင်းချင်းရုပ်ဆင်ကြတဲ့သူတွေရှိကြပြီးတော့ဒီကနေ့ဗီဒီယိုထဲမှာတော့နိုင်ငံသားသားအနုပညာရှင်တွေနဲ့ထူးထူးခြားခြားရုပ်ချင်းသွားပြီးတော့စင်တူနေကြတဲ့မြန်မာအနုပညာရှင်တွေရဲ့အကြောင်းကိုကြီးစုသူပရိသတ်ကြီးအတွက်ကိုရွေးချယ် က်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီ CNN မှာဘယ်အမှုပညာရှင်တွေပါဝင်နေလဲဆိုတာကိုတော့ဆက်ပြီးတော့လေ့လာကြည့်ရှုရအောင်ပါရှင်။နံပါတ်1ဒူအန်လွင်လက်တလုံး social media တွေမှာ holy တကြော်ကြော်ဖြစ်ခဲ့တဲ့ Instagram မြန်မာ organization ကြီးရဲ့ national director ဟောင်းဖြစ်သူဒူအန်လွင်ကတော့ American Philippine ကဗျာတယောက်ဖြစ်တဲ့ကဘာကျော်အဆိုတော် Bruno Mars နဲ့ရုပ်ချင်းဆင်တူကြတယ်ဆိုပြီးတော့ပြည်သက်အများအပြားကထောက်ပြလာခဲ့ကြပါတယ်။ မြန်မာပြည်သက်တရားတလူမျိုးမှန်ချက်တွေကို Bruno Mars နဲ့ Blackpink အဖွဲ့ဝင် Rose Zero ရဲ့ A Folder တခြင်းထွက်လာတဲ့အချိန်မှာပို့ပြီးတော့ပြောလာခဲ့ကြတာဖြစ်ပြီးတော့ထွက်လွင်တဲ့တသေးတို့ရဲ့ပွဲဥတဲ့တခြင်းဆိုပြီးတော့အရှုံးဖောက်စားနောက်ခဲ့ကြရပါသေးတယ်။ထွက်လွင်တဲ့ Bruno Mars နှစ်ဦးက Skin Tone အရဲ့အမောင်းမျက်နှာကျပုံစံတွေကထူးခြားတာလည်းဖြစ်ပါရဲ့ရှင်။နံပါတ်1ဖြူဖြူထွေ TikTok Sally အဖြစ်ကနေပြီးတော့ social media influencer တယောက်ဖြစ်လာခဲ့ပြီးတော့အနုပညာလှူရှာမှုတွေအထိခြေစပ်လှုပ်ကိုင်နေခဲ့တဲ့ဖြူဖြူထွေးကတော့ကဘာကျော် poster တယောက်ဖြစ်တဲ့ Selena Gomez နဲ့ရုပ်ချင်းစင်တူရယ်ဆိုပြီးတော့ internet အသုံးပြုသူတွေကမကြမ်းမကြာထောက်ပြတတ်ကြပါဗျာ ရိုက်တာပြူချင်းအပါအဝင်ဝါသနာထုံနဲ့ဖြူဖြူတွေးရကမ္ဘာထိပ်တန်ဒေသရှင်တွေကတယောက်ဖြစ်တဲ့ဆယ်လီနာဂိုမက်စ်တို့နဲ့တူပြီးတော့ပါဖမောင်းလေးနဲ့ချက်စရာကောင်းတဲ့အပြင်အပြုံးလှလှလေးတွေကိုပိုင်ဆိုင်ထားကြတဲ့သူတွေဖြစ်တဲ့ဒမတို့နှစ်ဦးရဲ့ရုပ်ရည်ချင်းစင်တူနေခြင်းကြောင့်ပဲဆယ်လီနာဂိုမက်စ်ကိုဒမရဲ့ပရိသတ်တွေက American ဖြူဖြူတွေးဆိုပြီးတော့နာမည်ပြောင်မဲ့ထားပါသေးတယ်။နံပါတ်3နန်းခင်စီရော မော်ဒန်နဲ့သရုပ်ဆောင်တယောက်ဖြစ်တဲ့နန်ကင်စီယာကတော့ Blackpink အဖွဲ့ဝင် Lisa နဲ့ရုပ်ချင်းဆင်ကြရတယ်ဆိုပြီးတော့ပရိသတ်တရားပြောကြပါတယ်အထူးသဖြင့်အရှိစမိတ်ချထားတဲ့အချိန်ဒီမှာဆိုရင်နန်ကင်စီယာက Lisa နဲ့တူနေတက်ပြီးတော့တမတို့နှစ်ဦးစလုံးမှာလည်းမျက်လုံးဝိုင်းလေးတွေပိုင်ဆိုင်ထားကြပါသေးတယ်နိုင်ခင်စီယာကလူတွေကသူမကို Blackpink အဖွဲ့ကလီဇာနဲ့တူတယ်ဆိုပြီးတော့ခဏခဏလာပြောကြတယ်ဆိုတဲ့အကြောင်းကိုမီဒီယာတွေမှာပြောခဲ့ပူပါသေးတယ်။နံပါတ်၄ဒိန်းတောင် ဟာသာတယောဆောင်တယောက်ဖြစ်တဲ့ဒိန်းထောင်ကလည်းခေပေါ်အမှုပညာရှင်တယောက်နဲ့ရုပ်ချင်းဆင်နေဆိုပြီးတော့ခေပေါ်ပရိသတ်တရားထောက်ပြခဲ့ကြပါတယ်။ဒိန်းထောင်နဲ့ရုပ်ချင်းဆင်တဲ့ခေပေါ်အမှုပညာရှင်ကတော့တခြားသူမဟုတ်ဘဲ JYB Entertainment ရဲ့ CEO ဖြစ်သူဘတ်ဂျင်ယောင်ပဲဖြစ်ပါတယ်။ ဘတ်ဂျင်ယောင်ဟာ CEO တယောက်အပြင်ဒေးရီစီယာဒေတာရှင်နဲ့သချင်းထုတ်လုပ်သူတယောက်အနေနဲ့ပါရည်တည်နေခဲ့တာဖြစ်ပါတယ်။ဒိန်းထောင်နဲ့ JYP CEO နှစ်ယောက်ကသူတို့နှစ်ယောက်ရုပ်ချင်းစင်ကြတဲ့အပြင်ဘာမှမလုပ်ဘဲထိုင်နေရင်တောင်ဘေးရလူတွေကိုရည်ကျင်စိတ်ဖြစ်အောင်လုပ်နိုင်တာချင်းလဲတူကြပါတယ်။ K-pop ပရိသတ်တွေက JYP ကိုကိုရီးယားဒိန်းထောင်ဆိုပြီးတော့အရှုံးဖောက်စားနောက်လေးရှိကြတာလည်းဖြစ်ပါတယ်ရှင်။နံပါတ်9ချမ်းမီမီကို ဗီဒီယိုစကားခေတ်တွေကပရိသတ်တရအားပေးမှုအခိုင်အမာရရှိခဲ့တဲ့တရုတ်ဆောင်ချမ်းမီမီကိုတော့ News Chin အဖွဲ့ဝင်တယောက်ဖြစ်တဲ့ Daniel နဲ့ရုပ်ချင်းစင်ကြောင်းကို K-pop ပရိသတ်တရထောက်ပြခဲ့ကြပါတယ်။ချမ်းမီမီကိုနဲ့ Daniel တို့နှစ်ဦးစလုံးကအပြုံးမျက်နှာလေးတွေကိုကိုစီပိုင်ဆိုင်ထားကြပြီးတော့တည်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 ခန္ဓာကိုအချိုးအစားရှိရခြင်းလဲဆင်တူကြပါတယ်။ โอเคပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တာကတော့နိုင်ငံသားအနုပညာရှင်တွေနဲ့ထူးထူးခြားခြားရုပ်ချင်းဆင်နေကြတဲ့မြန်မာအနုပညာရှင်တွေအကြောင်းပဲဖြစ်ပါတယ်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ကျေးဇူးတို့ပရိသတ်တို့ရဲ့ထင်မြင်ချက်ကိုလည်း comment လေးထဲမှာလွတ်လွတ်လပ်လပ်မျှဝေပေးသွားလို့ရပါတယ်အားလုံးပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်